ငွေရှိပြီးတော့ပညာမတတ်ဘူးဆိုပြီးတော့လေရင်မင်းနဲ့ပြဿနာတက်နေတဲ့ဆရာကျော်လွင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နိုင်ငံခြားအင်းလိုက်မှာလုပ်နေတဲ့မြန်မာလေရင်မောင်မေချို့ချောင်းကိုပြောရင်ဆရာကျော်လွင်တယောက်ပွဲဖြစ်နေရတဲ့ဖြစ်ပါရစေ။ပြဿနာဖြစ်ပုံကတော့သူ့လက်ကိုင်းအိတ်ကိုအပေါ်တင်ပေးဖို့ပြောရတာကနေဖြစ်ခဲ့ကြတာလေးဖြစ်ပါရစေ။ဂျူလင်ကလေရင်ပေါ်မှာခပ်ပတ်ပတ်ပြီးချိန်မှာ ပေါင်ပေါ်မှာတင်ထားတဲ့အိတ်ကိုတင်ဖို့မိခဲ့တာမို့ဘေးကဖြတ်သွားတဲ့လေရင်မောင်ကိုကုညီပေးဖို့ပြောဆိုခဲ့တာလည်းဖြစ်ပါရည်။သူကစကားပြောရင်ပြပြတတပြောတတ်လို့နားထောင်ရတာကိုလိုကလန်ဖြတ်တတ်ပေမယ့်အကူညီတောင်းတဲ့အချိန်မှာတော့ရိုးရိုးကျွတ်ကျွတ်ပဲပြောခဲ့တာလို့ဆိုပါရည်။သူကလေရင်ခက်ဘက်ကိုပြန်မပြုတ်ချင်တော့လို့လေရင်မောင်ကိုသူ့အိတ်လေးတင်ပေးဖို့ Can you help me with this ဆိုပြီးတော့ရင်ကျေးကျေးပြောဆိုခဲ့တာလည်းဖြစ်ပါရည်။သူတင်ခိုင်းတဲ့အိတ်ကလက်ကန်အိတ်တတလေးမို့မလေးပါဘူးတဲ့နော်။သူကလေရင်မောင်ကိုလမ်းကျော်ကူညီတောင်းခံခဲ့ပေမယ့် လင်းရမောင်က do it yourself ဆိုပြီးတော့လုပ်မပေးနိုင်ဘူးဆိုပြီးပြပြတသားပြောဆိုကြတာလေးဖြစ်ပါတယ်။ယတနာကအမှစားတာပါပဲ။လင်းရမောင်ကသူ့လုံမဟုတ်ဘူးမလုပ်ပေးနိုင်ဘူးပြောကြတာမို့ဆရာကျော်လင်းတယောက် ပောက်ကွဲနေရလေးဖြစ်ပါတယ်။မလုပ်ပေးနိုင်ရအောင်အေးကြီးတင်ခိုင်းတာလည်းမဟုတ်တာကိုအဲ့လိုပြောခင်ရတာမို့ပောက်ကွဲပြီးနိုင်ငံခြားအဲလိုင်းကလင်းရမောင်တွေကိုလိုက်လွင်ပြီးတော့ပြောဆိုကြတာဖြစ်ပါတယ်။ကျော်လင်ကတော့သူရဲ့ဖြစ်ကိုအားလုံးသိအောင်ပြောခဲ့တယ်လို့နိုင်ငံခြားကလင်းရင်မောင်မေတွေက Flying Waitress တွေဝင်မရှိပဲ န်ကြီးနေကြတာအပြင်မှာဟိုဟာလှုပ်ရှားကြတာဆိုပြီးပောက်ကွဲပြီးတော့ပြောဆိုကြတာလည်းဖြစ်ပါတယ်။အလုပ်ပေးတဲ့လေယာဉ်မောင်းကိုဒေါသထွက်တာပြေတနာမဟုတ်ပေမဲ့အားလုံးကိုတင်ကြုံပြီးပြောခဲ့တာမလို့လေယာဉ်မောင်းမဲချုံနဲ့ပြေတနာတက်နေရတာလည်းဖြစ်ပါတယ်။သူ့ရဲ့ပြောဆိုကိုမခံနိုင်တဲ့လေယာဉ်မဲတယောက်ကဆရာကျော်လေးနဲ့ပြေတနာတက်နေတာအကြီးကျယ်ပါပဲ။ပြဒနာကသူနဲ့စတာမဟုတ်ပေမဲ့သူကိုယ်တိုင်ကလည်းနိုင်ငံသား airline ကလေယာဉ်မဲတယောက်မို့ဆရာဂျိုလင်ရဲ့ပြောကိုသိမခံနိုင်ဖြစ်ခဲ့တာပါတိတ်တိတ်ဆိုတဲ့လေယာဉ်မဲကဆရာဂျိုလင်ပြောတဲ့ flying way ထွက်ဆိုတဲ့စကားကိုလည်း နာတယ်လို့မဟုတ်တာလောက်စားကြတယ်ဆိုပြီးပြောတာကိုမခံနိုင်လို့ပြန်လင်းခြေပရင်နဲ့တက်တနာပိုကြီးလာကြတာလေးဖြစ်ပါတယ်။သူကဆရာကျော်ရင်ပြောသူလိုမျိုးလောက်စားရအောင်နိုင်ငံသားကလင်းရင်မောင်မယ်တွေကပညာတတ်တယ်။ဘွဲတွေတစ်ခုပြီးတစ်ခုယူထားတာမို့အပြောမခံနိုင်တယ်လို့ဆရာကျော်ရင်ရဲ့လောက်ရတွေပြောတွေကပညာမတန်မှန်သိတာတွေဆိုပြီးတော့ပြောဆိုကြတာလေးဖြစ်ပါတယ်။အဲ့တင်ကသူတို့လုံးမဟုတ်တလို့ဆရာလုံးချိုလင်းနေနဲ့လေငါပါကောင်ဆိုတဲ့နန်းစားနဲ့အခွင့်ထူးကြလာလို့လုံးမရဘူးဆိုပြီးပြပြသားသားပြောဆိုကြတာလေးဖြစ်ပါရည် သူရဲ့အဲ့လိုပြောရကြောင်းမင်းဆရာကျော်လေးနဲ့သူကြားမှာပြဿနာပေါ်ကြည့်ကြတာပါ။နဖက်လုံးကတော့ကိုလုံးရဲ့အမှန်ဆိုပြီးပြောဆိုရင်းပြဿနာပေါ်တက်ခဲ့ကြတာလေးဖြစ်ပါတယ်။ဆရာကျော်လေးကတော့သူ့ကိုမပြောဘဲနားနေရအောင်ခမားက offer လားဆိုပြီးချက်ပေါက်ထီသွားပြောခဲ့တာလေးဖြစ်ပါတယ်။လေရင်မေကတော့ဒီလိုမျိုးရှင်းရည်တည်ပြောခံလိုက်ရတာမလို့ဆရာကျော်လင်းကိုငွေရှိပြီးပညာမတတ်မှန်းတည်တာရင်မအေအိုကြီးကိုလွတ်ကျွေးနေတာဆိုပြချင်လိုက်တာရုံရင်းကျန်းနေတဲ့စကားကျန်းနေထွက်တဲ့ပါစက်ရေးတဲ့လက်နဲ့မအေကိုလွတ်ကျွေးနေတာမရှက်ဘူးလားမသိဘူးလားဆိုပြီးတော့ တုတ်ပြန်လာခဲ့တာလည်းဖြစ်ပါတယ်။အဲ့လောက်ရိုင်းနေတာအမတွေမအေတွေအတော်တွေရဲ့တော်သိဆုံးမတာကိုခံယူလိုက်မတည်ခင်လေးလူငနာဖြစ်အောင်ဆိုပြီးတော့အပြောချွတ်ချင်နေတုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်လေးတွေရောခုပြဿနာမှာဘယ်သူမားတယ်လို့ထင်နေဆိုတာပြောခဲ့ပေးပါအောင်နော်။ဟုတ်ကဲ့ပါခုလိုစိတ်ဝင်စားဝဲတည်င်းကြောင်းရာတွေပြင်နောက်ထပ်လည်းနုပညာရှင်တွေရဲ့စိတ်ဝင်စားစရာကောင်းတဲ့တည်င်းကြောင်းရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးမှာပြလို့ဆောင်ရွက်ကြည့်ရှုအားပေးကြပါအောင်ရှင်။